YWD online media ကိုကြည့်ကြည့်အားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။နေရာသည်ဓမ္မအလင်းရောက်ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းဒေသကြီးဖျားပုံခရိုင်အမာမျိုးဥတ္တရာယံကျောင်းတိုင်းမှာနေရာသည်ဓမ္မအလင်းရောက်ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့အင်္ဂလိပ်စာသင်တန်းကို2025ခုနှစ်ဧပြီလ22ရက်နေ့ကစတင်ဖွင့်လှစ်တယ်လို့ဗုဒ္ဓဓမ္မအလင်းရောက်ပရိယတ်တိစာသင်တန်း ဦးစီးပဒနာနာကဆရာတော်ဒေါက်တာအင်ကုရကမိန့်ကြားပါတယ်အဆိုပါတင်နန်းကိုအေပီလာ21ရက်နေ့ကနေမေလ9ရက်နေ့အထိ15ရက်တာတင် जा ပေးသွားမှာဖြစ်ပြီးတင်တန်းစတင်ဖွင့်လှစ်တဲ့အေပီလာ21ရက်နေ့မှာတော့တင်နန်းတယောက်သူចောင်းသားចောင်းသူ160ကျော်ရှိပြီးနောက်ပိုင်းမှာတော့200ကျော်အထိရှိလာနိုင်တယ်လို့ဆရာတော်ကမိန့်ကြားပါတယ် နွေရာသည်ဓမ္မအလင်းရောင်ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်အင်္ဂလိပ်စာသင်တန်းကို KG မှာ Grade 12အထိကျောင်းသားကျောင်းသူများတက်ရောက်တယ်လို့သိရပါတယ်။ဆိုပါသင်တန်းဖွင့်လှစ်သင်ကြားရတဲ့ပသက်ပြီးဗုဒ္ဓဓမ္မအလင်းရောင်ပရိယတ်တိစာသင်တန်းဦးစီးပဒနာနာကဆရာတော်ဒေါက်တာအင်ကူရာကအခုလိုမင်ကြားထားပါတယ်။နွေရာသည်မှာဆိုလဲဦးစင်းတို့ဦးစင်းအပါဝင်ဟိုတန်ဃာတော်မြတ်စုပေါင်းပြီးတော့ဓမ္မအလင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့အင်္ဂလိပ်စာသင်တန်းဆိုပြီးတော့နေရီမှာထွက်ပြီးတော့အားလုံးသင်ယူပေးနေပါတယ်။နှစ်ကြီးအာ AOD တိုင်းဒေတာကြီးဖျားပုံခရိုင် အမာမြို့၌အာနေဆန်း9ရက်နေ့အင်္ဂလိပ်လို27ရက်နေ့ကမှစပြီးတော့အားလုံးပေါင်း15ရက်ကျော်ကျော်အထိကိုအာဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့အင်္ဂလိပ်စာသင်တန်းဓမ္မစကြာသင်တန်းအနာဂတ်လက္ခဏာသင်တန်းစသည်အားဖြင့်ကဗျာဒံပရမအဆင့်ဒုတိယအဆင့်တတိယအဆင့်ဆိုပြီးတော့ ၃လေးမျိုးလေးစားခွဲပြီးတော့သင်ပေးပြီးတဲ့အပြင်ကိုဗုဒ္ဓဝင်နဲ့ဗုဒ္ဓဘာသာနဲ့သဆိုင်ရာဘုသူဒ္ဓတွေများကိုလည်းအမေဖြေကဏ္ဍတွေကိုလည်းအဲအပြိုင်ရှင်ပြိုင်စီပြီးတော့ဘာသာရေးအသိပညာများကိုဖြန့်ဝေသွားမှာဖြစ်ပါတယ်။ဆိုတော့မူဂျူကလေးကနေပြီးတော့တဒန်းအာနှစ်တန်းသုံးတန်းထိပေါ့။နှစ်တန်းသုံးတန်းထိကကဗျာတန်းဆိုပြီးတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ကဗျာလေးတွေကိုအဓိကသင်ကြားပေးပါတယ်။၄တန်း၅တန်း ငိုကြတော့ပထမအဆင့်ဆိုပြီးတော့ဒီကလေးတွေကိုရင်ကျေးမှုနဲ့အဲရင်ကျေးမှုနဲ့အင်္ဂလိပ်စာလေးတွေနောက်ဒီ38ဖျားမင်္ဂလာဗုဒ္ဓဝင်အစရှိသည့်အဖြစ်ပေါ့ဘာသာရေးဆိုင်ရာအများကိုသင်ပေးပါတယ်ဒုတိယအဆင့်လည်းထုတ်တူပါပဲအဲသင်ပုံသင်ပြီးစနစ်တော်နည်းနည်းလေးကွာသွားတာပေါ့နော်တတိယအဆင့်ကိုတော့စာအုပ်များကိုခွဲခြားပြီးတော့ဓမ္မစကြာတို့အနတ္တလက္ခဏာတုတ်တို့အာနောက်ဒီတတိယအဆင့်ကတော့၈တန်းအထက်ပေါ့ ရှစ်တန်းအထက်ကနေပြီးတော့တင်တာဖြစ်တဲ့အတွက်ဗုဒ္ဓဝင်ကိုဟိုအင်္ဂလိပ်လိုသင်ပေးมาဖြစ်ပါတယ်ဒီနေ့ယနေ့ကိုဗုဒ္ဓဝင်နဲ့အာမိမိကျင့်ဖွယ်ရာခရယဒုစရိုက်ဝေစုဒုစရိုက်မနောဒုစရိုက်ဆိုတဲ့ဒုစရိုက်တရားဆယ်ပါးအစရှိတရားဖြစ်လူမှုကျင့်ဝတ်များကိုလည်းအင်္ဂလိပ်ဘာသာဖြင့်သင်ပေးมาဖြစ်ပါတယ်အဲဗုဒ္ဓဘာသာဝင် ဖြစ်တဲ့ကလေးတွေဟာမိမိရဲ့ဘာသာသာသနာတော်ကိုချစ်ခင်ပြီးတော့ ညညိုလေးစားတက်လာမယ်မိဘပုံယူသည်လက်တက်လာမယ်မိမိရဲ့ဘာသာရဲ့အခြေခံအနှစ်သာရကိုသိပြီးတော့ရင်ကြီးရင်ကြီးလိမ်မာတဲ့ကလေးများဖြစ်လာတာကိုလည်းတွေ့ရပါတယ်ဦးဇင်းတို့အနေနဲ့အများကိုသိရတာဖြစ်တဲ့အများကြီးအပြည့်စုံမပေးနိုင်ဘူးဆိုပေမဲ့လည်းအဲမိမိတို့တက်ကြွသားသည်ဘာသာရေးစာပေအမှုအတတ်ပညာအစရှိတဲ့အဖြစ်ပေါ့မိမိတို့ဟိုတက်နိုင်သေးလေးဆုံးမပြီးတော့ရင်ကြီးလာအောင် အားလုံးတန်ဃာတော်အရှင်သူမြတ်များဓမ္မအလင်းရောင် အသင်းတန်ဃာတော်အရှင်သူမြတ်များမှမိမိတို့တာဝန်ကြရာကဏ္ဍကနေပြီးတော့အားလုံးဝိုင်းဝန်းကြိုးစားပြီးတော့တင်ပေးနေပါတယ်။နေရာတိုင်းနေရာတိုင်းမှာတန်ဃာတော်အရှင်သူမြတ်များအနေနဲ့ဖြစ်တော်လကောင်းဘုရားဘာသာမိဘများအဖြစ်တော်လကောင်းမိမိတို့ရဲ့ရင်သွေးငယ်များကိုကိုယ့်ရဲ့ဘာသာရဲ့အနှစ်သာရများကိုတည်အောင်၊တမိုင်းနေတည်အောင်၊ကိုယ့်ရဲ့ဘာသာရဲ့ရင်ကျေးမှုအမွေအနှစ် ေကိုလည်းတည်အောင်တင်ပေးကြဖို့ဖရာတပည့်တော်အနေနဲ့လေးစားစွာပြောကြအပ်ပါတယ်။အယောင်ဒီတိုင်းဒေသကြီးဖရာဘုံခရိုင်အမာမြို့မှာနေရာသည်ဓမ္မအလင်းရောင်ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့အင်္ဂလိပ်စာသင်တန်းကိုဖွင့်လှစ်တင်ကြားခြင်းဟာတတိယအကြိမ်မြောက်ဖွင့်လှစ်တင်ကြားတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။